ားလုံးပဲမင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းပြည်ပြန်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွယ်ရေးတာဝန်ယူရန်အစဉ်သစ်ဖြစ်နေပြီဟုကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကကြေညာလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်တိုင်းပြည်ပြန်တည်ဆောက်ရေးနှင့်အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွယ်ရေးတာဝန်ယူရန်အစဉ်သင်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူရဲ့လူမှုကွန်ရက်မှတက်ဆင့်ထုတ်ပေါ်ကြေညာလာပါတယ် ကျပ်ပတ်ပါတီအနေဖြင့်တိုင်းပြည်တည်ငြိမ်ရေးတာယာဝါပြောရင်းနဲ့လူငယ်လူရွယ်များ၏အနာဂတ်လှပစေရဲအတွက်တာဝန်ယူရန်အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းကျပ်ပတ်ပါတီတွင်တိုင်းပြည်၏ပြည်ထနာများကိုခိုင်ထွယ်ဖြည့်ရှင်းနိုင်သောအရေးအမြင်လူပုဂ္ဂိုလ်နှင့်အထောက်အကူပြုအဖွဲ့အစည်းများရှိနေသည့်အပြင်ပါတီခေါင်းဆောင်များ၏ဘဝဖြတ်တန်းမှုအတွေ့အကြုံနှင့်တာဝန်ဝတ္တရားများ၏အတွေ့အကြုံများအရပြည်ထနာများကိုဖြည့်ရှင်းနိုင်ကြောင်းကျန်းဖို့ပါတီတွင်တိုင်းပြည်ပြည်ထနာများကိုဖြည့်ရှင်းနိုင်သောခိုင်မာသောစီမံချက်များရှိကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုပါတယ် ကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူငါရန်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အထွေခေါ်တွေကြောင့်လူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေကြောက်လန့်တုံ့လုံမှုစတာတွေအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လောက်ရလို့ကျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်ဒီငိမ့်ဖို့ဒါယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေတောက်ပလှပစေဖို့ပြည်လဲတိဆောက်ပေးဖို့အဲ့ဒါတွေဖြစ်ပါတယ်။ အရှုပ်အထွေတွေအချိုးကွေ့တွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေနဲ့အတွေ့အကြုံစဉ်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေးဆဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်ဟုခင်ကြီးကပြောပါတယ်။ကျန်းဖိုးပါတီကနိုင်ငံ၏ပြဿနာများကိုဖြေရှင်းရန်အချိန်ကန့်သက်ချက်သတ်မှတ်ထားပြီးရလက်ကောင်းများထွက်ပေါ်လာမည်ဖြစ်ကြောင်းခင်ကြီးကဆက်လက်ပြောဆိုပါတယ်။ နားထောင်ကောင်းယုံတက်တက်စောင်ဖုတ်တွေလိုအလိုရွတ်ပြနေမယ့်အစားတကယ့်ကိုအရွေးရှိတဲ့ရလက်ကောင်းတွေပေါ်ထွက်လာတာနဲ့အတူဒီရလက်တွေကိုအချိန်ကန့်သက်တဲ့ time frame သတ်မှတ်ပြီးတက်တည်ပြနိုင်ဖို့ကျွန်တော်တို့အဆင်သင့်ရှိပါတယ်ကျွန်တော်တို့မှာဒီလန်းစင်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်အဝရှိပါတယ်အဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်ဖို့အဖွဲ့အစည်းတွေအထောက်အကူပြုအဖွဲ့တွေကလည်းအခိုင်အမာရှိနေပါတယ်အသင့်လည်းရှိကြပါတယ်ကျွန်တော်တို့ဓာရီအားလုံးအတွက်ကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေ ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ခင်ကြီးကပြောပါတယ်။ပြည်တွင်းတွင်နေထိုင်ပြီးနိုင်ငံရေးအခြေအနေများကိုလေ့လာသုံးသပ်နေသူဝါရဲသတင်းစာဆရာတအူကလက်ရှိတိုင်းပြည်အခြေအနေမှာစစ်တပ်အာဏာသိမ်းမှုနဲ့စစ်အာဏာသိမ်းရန်တွန်းအားပေးခဲ့သောချမ်းဖော့ပါတီကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံ၏အာဏာကိုပြည်သူလူထု၏ထောက်ခံမှုမပါဘဲရယူလိုခြင်းနှင့်သောစစ်တပ်နှင့်ချမ်းဖော့ပါတီကြောင့်အခြေအနေများဆိုးရွားခြင်းဖြစ်ကြောင်းလက်ရှိတွင်ချမ်းဖော့ပါတီက ရွှေကောက်ပွဲကိုပုံစံမျိုးစုံဖြင့်အနိုင်ရရေးကျူပတ်ပြီးစစ်တပ်နှင့်အတူတွဲဖက်အာဏာယူမှုအခြေအနေမြင်ရကြောင်းသုံးသပ်ပြောဆိုပါရယ်။တိုင်းပြည်ပြည်ထနာကသူတို့ဖန်တီးခဲ့တာပဲ။သူတို့ဖန်တီးတဲ့ပြည်ထနာကိုသူတို့ကဖြည့်ရှင်းနိုင်တယ်လို့ပြောနေတာကပြည်သူလူထုကိုလှည့်ပြားနေတာပဲ။ဒီအခြေအနေမှာအခုလုပ်တဲ့ရွှေကောက်ပွဲကလည်းစစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီကအာဏာရယူဖို့တေချာနေတဲ့အခြေအနေလို့မြင်ပါရယ်။ကျန်တဲ့ပါတီတွေကတော့ဖေးဝိုင်းစကားနဲ့ပြောရင်အိမ်ဖြစ်ပုံ အနိုင်ယူမဲ့သူကသူတို့ပဲဆိုတာပိုပြီးထင်ရှားလာတဲ့ဟုပြည်တွင်းမှဝါရင်သတင်းစာစရာကသုံးသပ်ပြောဆိုပါတယ်။ချန်ဖို့ပါတီကလာမယ့်ရွေးကောက်ပွဲတွင်အမှတ်နေရာတစ်ထောင်ကျော်ဝင်ရောက်ရှင်ပြိုင်စည်ရင်သွင်းထားပြီးမင်းအောင်လိုက်ဆေးလွတ်လိုက်သောစစ်တပ်မှဗိုလ်ချုပ်ကြီးများမှလည်းချန်ဖို့ပါတီမှတဆင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်သည်။ဆလပီတိုက်ပွဲပြင်းထန်နေသောကြောင်မဲမြို့နယ်တွင်လေကြောင်ဖြင့်အစိတ်ပုံများကြေချတိုက်ခိုက်ပြီးနောင်ထိုမြို့နယ်တွင်လည်းတိုက်ပွဲများဖြစ်ပွားကြောင်မဲမြို့နယ်အနီးဆုံးတွင်စစ်တပ်စစ်ကြောင်များရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသောကြောင်မဲမြို့နယ်တွင်စစ်တပ်ကလေကြောင်းဖြင့်ပုံများကျဲချသည့်အပြင်အစိတ်ပုံများပါကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်နှင့်ဒေသခံဖြစ်သူတို့၏ပြောဆိုချက်အရသိရပါသည်စက်တင်ဘာလ28ရက်နေ့ကြောင်မဲမြို့နယ်လုံဝဲကြီးွာသို့စစ်တပ်ကလေရင်ဖြင့်ပုံအလုံး30ကျဲချသည့်အပြင်အစိတ်ငွေပုံ၃လုံးပါကျဲချခဲ့ကြောင်းစစ်တပ်ကလုံဝဲကြီးွာတွင်ရှိနေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်စစ်တပ်အစိတ်ငွေပုံကျဲချမှုကြောင့်တအောင်တက်မတော်တပ်ဖွဲ့များမှ မူဝေခြင်း၊အော့အန်ခြင်း၊မအီမတာဖြစ်ခြင်း၊မောပန်းခြင်း၊အသက်ရှူမြန်ဆန်လာခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီးတပ်ဖွဲ့ဝင်၃ဦးမှဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်းရှမနီစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောင်မဲမြို့နယ်ရှိလုံဝိန်တောင်စစ်လိတ်နှင့်စက္ကန်းသာကျေးရွာအကြားတွင်၎င်းနောင်ချိုမြို့နယ်ရှိစိတ်ဖူးကျေးရွာနှင့်ဘန်ခါချောင်းအနီးတွင်၎င်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည် ရတလုံးစစ်တပ်မှကြောင်မဲမျိုးနှင့်အနီးဆုံးနေရာအထိရောက်ရှိလာနေကြောင်းစစ်တပ်ကမြေပြင်တွင်စစ်ကြောင်းများထိုးနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်ဆိုသလိုတိုက်ခိုက်နေကြောင်း TNL နှင့်ပူးပေါင်းတပ်များမှခုခံဆင်ပြတ်သာတိုက်ပွဲဝင်နေကြောင်းကြောင်မဲဒေသမှတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်ကြောင်းတွေကကြောင်မဲမျိုးနှင့်အနီးဆုံးကိုရောက်လာတဲ့မြို့ပေါ်ကနေ TNL တပ်တွေစုတဲ့ဆိုတာမဟုတ်ပါဘူးအကောင်ဆုံးခုခံတိုက်ခိုက်နေပါရယ်သူတို့ဘက်ကဒရုန်းကိုအဓိကထားသုံးနေအခုအချိန်အထိအကောင်ဆုံးခုခံနေပြီမယ် အင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာမို့စစ်တဘောအရာအစုပ်အတက်တော့လောက်ရတာရှိနိုင်တယ်။မြို့ပေါ်မှာတော့တိုက်ပွဲမရှိသေးဘူး။မြို့နဲ့အနီးဆုံးမှာတိုက်ပွဲတွေဖြစ်နေတာဟုကြောင်မဲမြို့ပေါ်တွင်ခုခံတိုက်ပွဲဝင်နေသောတော်လန်ရေးတရင်ရင့်မြက်ကရှင်းပြပါတယ်။စစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုအမြန်ဆုံးသိမ်းပိုက်ရန်စစ်ကြောင်းထိုးနေပြီးမြေပြင်တွင်လည်းနန်းစီဒီယံဝန်ထမ်းများနှင့်ကြောင်မဲမြို့နယ်ဌာနဆိုင်ရာများကိုမြို့သိမ်းပိုက်ပြီးပါကအမြန်ဆုံးယုံထိုင်နိုင်ရေးလှုပ်ဆောင်ထားရန်ညွှန်ကြားထားကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးရွှေတောင်ကြားကဗိုလ်ချုပ်ကြီးခင်ညွန်ပိုင်ဆိုင်ခဲ့ပူးတဲ့နေအိမ်ဟောင်းမိလောင်မှုဖြစ်ပွားတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားတည်ရက်ကွယ်အောင်စရလမ်းရှိဗိုလ်ချုပ်ကြီးခင်ညွန်နေထိုင်ခဲ့ပူးတဲ့နေအိမ်မှာမနေ့စက်တင်ဘာ28ရက်ည10:45မိနစ်ဝန်းကျင်ကမိလောင်မှုဖြစ်ပွားခဲ့တယ်လို့ရက်ကွယ်အတွင်းနေထိုင်သူတွေစီကသိရပါတယ်။ မြန်မာနိုင်ငံရဲ့တော်လှန်ရေးအကြီးအကဲဟောင်းဘိုးချုပ်ကြီးခင်ညွန်ဟာအဲ့ဒီနေအိမ်မှာလွန်ခဲ့တဲ့၁၀နှစ်ဝန်းကျင်လောက်ကနေထိုင်ခဲ့တာလို့သိရပြီးလက်ရှိမှာတော့လူမျိုးချမိသားစုတစုကအဲ့ဒီအိမ်ကိုပိုင်ဆိုင်တာဖြစ်တယ်လို့သိရပါတယ်။ဟိုးအရင်လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းကတော့ဘိုးချုပ်ကြီးခင်ညွန်နေထိုင်ခဲ့တဲ့အိမ်ပေါ့။ကျွန်တော်တို့ကြားရတဲ့လောက်တော့ဥခင်ညွန်စီကဖွင့်ကြီးဥတင်ဆန်းရဲ့တာလာမသိဘူးဝယ်လိုက်တယ်ကြတယ်။သူတို့အဲ့ဒီမှာခဏနေသေးတယ်။အခုနောက်ဆုံးပိုင်ရှင်ကတော့လူမျိုးချမိသားစု မနေ့ကတော့မီးလောင်တော့အဲ့ဒီအိမ်ပိုင်ရှင်တွေရောက်လာသေးတယ်လို့ရွှေတောင်ကြားရပ်ကွက် အတွင်းနေထိုင်သူကပြောပါတယ်။မီးလောင်မှုဖြစ်စဉ်အတွင်းလူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့သိရပြီးလက်ရှိမှာမီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ပြည်စည်းဆုံးရှုံးမှုတံပိုးကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။မီးလောင်တဲ့အချိန်မှာအိမ်မှာလူရှိဘူးလို့လည်းသိရတယ်။အိမ်ပိုင်ရှင်တွေကလည်းအဲ့ဒီမှာမနေကြဘူး။အိမ်ဆောင်တော့ထားထားတယ်ဒါပေမဲ့မီးလောင်တဲ့အချိန်အဲ့ဒီအိမ်ဆောင်လည်းမရှိဘူးလို့သိရတယ်မီးကအိမ်အပေါ်ဓာတ်ကနေလောင်တာ အပေါ်ထက်မှာတော့မှတချမ်းစာလောက်ပါပဲအောက်ဖက်ကိုမီးနည်းနည်းပဲကူးတယ်လို့သူကပြောပါတယ်အဲ့ဒီမီးလောင်မှုဖြစ်ပွားရာနေရာကိုတာမွေမြို့နယ်မိသက်စခန်းမှမီးငိမ့်သက်ရင်နှစင်းရေးသက်ရင်တစီစမ်းကြောင်မြို့နယ်မိသက်စခန်းမှမီးငိမ့်သက်ရင်နှစင်းရေးသက်ရင်တစီနဲ့ကြောက်တရာမြို့နယ်မိသက်စခန်းမှမီးငိမ့်သက်ရင်တစီတို့ထွက်ခွာမီးငိမ့်သက်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အဲ့ဒီမီလာမိုဟာမိနစ်20ကျော်လောက်တာကြာမြင့်ခဲ့ပြီးည7:00နာရီ9မိနစ်အချိန်မှာမီးထိန်နိုင်ခဲ့တာ ည7:16နာရီ16မိနစ်ဝန်းကျင်အချိန်မှာတော့အပိသက်မိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။အခု2025ခုနှစ်ဇန်နဝါရီလမှမေလအထိ9လအတွင်းတနိုင်ငံလုံးအတိုင်းအတာနဲ့မီးလောင်မှု630ကျိန်ဖြစ်ပွားခဲ့ပြီးပေါ်ဆာမီနဲ့လျှက်စင်မီကြောင်းမီးလောင်ကျွမ်းမှုအများဆုံးဖြစ်တယ်လို့မြန်မာနိုင်ငံမီးသက်ဦးစီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝက်လုံးမီးလောင်မှုအကျဉ်းကြီးစုစုပေါင်း1150ကျိန်ဖြစ်ပွားခဲ့ပြီး96ရောက်သေဆုံးခဲ့က138ရောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ် ဆက်လက်ပြီးမြိုင်မြို့နယ်ရှိတွင်းမပြူစောတိရွာကအကြံဖက်စေအုပ်စုကိုဒေါ်လန်ရေးတပ်ဖွဲ့များတိုက်ခိုက်အကြံဖက်စေအုပ်စု၃ဦးသေပြီးတနက်တက်လက်သိမ်းစီရရှိတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်ကပြူစောတိအားကောင်းရာတွင်းမရွာကစေအုပ်စုကိုတိုက်ခိုက်ရာ၃ဦးသေပြီးလက်နက်တက်လက်ရတယ်လို့မြိုင်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့အပကဖကဒီကနေ့စက်တင်ဘာ29ရက်မှာထုတ်ပြန်ပါတယ်။ မနီကစက်တင်ဘာ28ရက်နေ့လယ်နှစ်နာရီခန့်ကဒွင်းမရွာမှာဒေသခံတွေရဲ့ပစ္စည်းတွေကိုလှည့်လည်ကိုယူနေတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိအဖွဲ့ကိုအလစ်ဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိ၃ဦးသေပြီး MA1 တလက်သိန်းစီရရှိခဲ့တယ်လို့အသိပေးပါတယ်။မြိုင်ပါကဖာတက်ခွဲ1တက်ခွဲ2ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC ကာမတပ်ပေါင်းစုနဲ့အိတ်ပလက်တပ်ပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။မြိုင်မာကတရက်ကန်တွင်းမကန်နီဆိုတဲ့ပြူသုံးရွာပဲကျန်တော့တယ်။ အရင်ကတော့ဆက်ရွာလောက်ရှိတယ်။တရက်ကန်ဆိုလဲရိတ်ခါလမ်းကြောင်းတွေအပိတ်ခံထားရတယ်။မြိုင်မာတော်လိုင်းရင်အင်အားစုတွေစုဖွဲ့မှုအကောင်လာတယ်လို့မြိုင်မျိုးနယ်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ပြီးခဲ့တဲ့လကလည်းမြိုင်မျိုးပေါ်ကစစ်ကောင်စီတပ်ကင်းစခန်းတွေကိုဒေတာရင်းတော်လိုင်းရေးတပ်တွေဝန်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိပါရယ်။စစ်ကောင်စီတပ်ကမြိုင်မျိုးပေါ်မှာစုယုံတက်တီထောင်ထားပြီးတော့မျိုးရင်းကစီးပွားရေးပန်းရဲစခန်းနဲ့ဈေးတွေမှာတက်ဆွဲထားတာရှိတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကဆိုပါရယ်။မြိုင်မျိုးနယ်ရဲ့စစ်ရေးအခြေအနေတွေအရာ မြိုင်နဲ့တမိုင်ခွဲအကွာဝင်းကျင်အထိတော်လန်ရေးအင်အားစုတွေကစုံမထားနိုင်နေပြီလို့လည်းသိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။